တရှက်အရှက်မရှိဇက်သိမ့်ပိုင်သူနေ့မှစ၍ကလေးများကိုနနက်စာကြွေးခြင်းအလုကဝါကြီးအလုပြန်ဖြစ်သွားသည်ဝါကြီးအနေနဲ့လေအများကြီးနေသာထိုင်သာရှိသွားသည်ကလေးများနဲ့တနေကုန်မမြင်ရတော့လေနနက်ခင်း၌ကလေးများကို မြင်နေရတာက စိတ်ချမ်းသာရသည်သည်ကလေးများကလေဒီတနက်အစားပြီးတဲ့နောက်ပိုင်းမသေးကြတော့၍ မနက်ခင်း၌တော့အပီတွေကြသည်မိတို့ပင်ဆိုစီကျွေးမွေးနိုင်သောမိဘကသာသမီစားနိုင်နေခြင်းကိုပီတိဖြစ်ကြသည် မဟုတ်ပါလားဒါကလည်းဖခင်တယောက်တည်းကြည်နူးစေခြင်းတမျိုးပင်သို့တော့တိတ်မကြည်နူးလိုက်ရပါတခုသောနနက်ခင်းတခုမှာတော့ဝါကြီးနဲ့ကလေးနှစ်ဦးနနက်စာလွေနေခြင်းလက်ဖက်ရည်ဆိုင်ကလည်းလူစီကားခြင်း၌ဖြစ်သည်ဒီမာကူဝါကြီး တီမာကူပါကြီးခေါ်တန်ကြား၍ကြီးလိုက်တော့ကလေးအမေသူစားကြီးနဲ့သူ့အမလွန်ထီထီလက်ဖက်ရည်ဆိုင်ပောက်ဝါမှာအသံကြေကြေနဲ့ဩခေါ်ခြင်းဖြစ်သည်ရှင်တီမာဘာလုပ်နေရလဲသူစားကြီးရဲ့ဩတန်ကကြောင်လွန်ထီထီကတန်ရောင်လိုက်သည်ဆိုင်ပောက်ဝါမှာဩတန်ကြောင့်စားတော့သူအလုံးကဝေ့ကြည့်ကြသည်ဝါကြီးကထမင်းကျော်စားလျက်တန်လန်းကြီးနဲ့အမျက်မြူချလိုက်ရပြီ ဘာလောက်ရမှာလဲမိမာကလေးတွေကိုမုံကြွေးနေတယ်မတွေ့ဘူးလားသူစကားကိုသူစကားဗိုက်တွဲတွဲပေါ်လက်ထောက်ပြီးဒီမှာကလေးတွေကိုမွေးထားပြီးနက်နက်စာကြွေးုံနဲ့ဖခင်တာဝန်ကြည့်ပြီးမထင်နဲ့ဒီမှာကလေးတွေကိုမွေးထားပြီးနက်နက်စာကြွေးုံနဲ့ဖခင်တာဝန်ကြည့်ပြီးမထင်နဲ့သူစစကားကြောင့်ဝါကြီးအံအားတင်သွားသည် သူစကားဆက်၍ ကလေးနှစ်ယောက်ရဲ့တနေ့ဝေယာဝေဇာနဲ့ကုံကြစေကနေတာမဟုတ်ဘူးရှင်းမသိဘူးလားသူသာကစိုင်ပောက်ဝါမှဂုံဩသည် သူနီးတူစွာလွန်ထီထီကလည်းပူကျေလောင်သောအတန်နဲ့ကလေးနှစ်ယောက်ရဲ့တနေ့ဝေယာဝေဇာနဲ့ကုံကြစေကနေတာမဟုတ်ဘူးနေမသိဘူးလားဝါကြီးလည်းစိတ်ညစ်သွားပြီးအေးအဲ့ဓာရီနင်းဂျပန်သွားနေတုန်းကနင်းအမကကြောင်ကြီး NGO ရဲ့သွားဝင်ရောက်နေကလေးကငါတယောက်တည်းလုံနေကြအခုမှဘာလာပြောနေတာလဲဝါကြီးစကားကြတော့သူစာကအတန်ထန့်မြင်လိုက်ကအတိတ်ကအကြောင်းတွေဘာမှလာမပြောနဲ့တနေ့တနေ့ကလေးတွေအတွက်ဇီဘူဘလောက်ကုန်လဲရှင်းသီလားအတိတ်ကအကြောင်းတွေဘာမှလာမပြောနဲ့တော်စမ်းမှပုတ်ကြီးရဒီမှာဖီးထည့်ပြောနေတာ လိုက်မရောက်နဲ့နေမဲလိုက်អော်ပြီးစူး ချောရပြီသူတို့စကားကိုဝါကြီးကလေအဲ့ဒါနင်းတာဝင်ယူမယ်ဆိုပြီးပြောခဲ့တယ်မဟုတ်လားအဲ့ဒါရှင်ကလေးတွေမဟုတ်ဘူးလားအေးဟုတ်တယ်ထင်လို့ငါမုံကြွေးနေတာပေါ့အေးအဲ့ဒါဆိုဖခင်ပိသစွာရှင်အိမ်စရိတ်ပေးလေဘာကွာဝါကြီးကခုံထမတက်ဖြစ်သွားသည် နောက်မှတတိယပြီဟာ နင်းနဲ့ငါကကြွာရှင်းပြီးပြီလေကလေးတွေကိစ္စနင်းတာဝန်ယူတယ်ဆိုပြီးပြောထားစာချုပ်ချုပ်ထားပြီးစာချုပ်ကစာချုပ်ပဲရှင်းလူမှုရေးကလူမှုရေးဘဲနဲ့ရှင်းကလေးကိုမွေးထားပြီးသူမှုမကြွေးပဲနေရတဲ့ဒါလာအဖေဆိုတာသူစားစကားကြောင့်လက်ဖက်ရည်ဆိုင်မှလူများဝါကြီးကိုကြွက်ကြည့်ကြွက်ကြည့်ဖြစ်ကုန်သည်အเจ้าမတည်တော့သူများကဝါကြီးကိုအပြစ်တင်တယ်လို့ကြည်ကြသည် ကြတော့ဝါကြီးလည်းရှက်လာပြီကဲအဲ့ဒီတော့ငါကဘာလုပ်ရမလဲပြောပေးဈေးဘူတုံးတာဟေးစိုင်းပေါကမှလက်ဖြန့်ပြီးခက်တီတီတောင်းနေ၍ဝါကြီးမှကြောင်ကြော့ဖြစ်နေမိသည်သူမိမ့်မှဤမြမျက်နာပြောင်းချောင်းဒီလောက်မသိခဲ့ဟာနေနဲ့ငါကကြွာရှင်းထားပြီးပြီလေဘာလို့ဈေးဘူပေးရမှာလဲ ်ဒုဂါကမျက်နာကိုချီပြီးတော့ဒါကကျမတို့အတွက် တောင်းတာမဟုတ်ဘူးရှင့်ကလေးတွေအတွက်တောင်းတာသူစားတို့အမွေးမြန်ကြောင်းလေ သူယခုမှတည်ရသည်လက်မှတ်မထိုးရခင်အချိန်ထိတော့ဂျပန်မှပြန်ပါလာတဲ့ငွေရလီနဲ့ဝင့်နေတာယခုတော့အလင်းအမြန်ပင်ကုန်သွားပြီထင်သည်ပေါ်တင်ပင်လာတောင်းနေပြီတို့ကြောင့်ဝါကြီးလဲမျက်နှာပြောင်တိုက်ပြီးတော့အေးအေး ဒါဆိုလေကလေးတွေအိမ်ပြန်ရင်ကလေးတွေနဲ့ငါထည့်ပေးလိုက်မယ်။ဟင်းဝါကြီးစကားကြောင့်သူစားနဲ့လွန်ထီထီမျက်နာကြီးအရွက်ရွက်အဆောင်ဆောင်ဖြစ်သွားသည်။သူတို့ထင်ထားတာက တမျိုးကဝါကြီးစီမငွေကိုလူရှိတောင်းပြီးရရင်ဈေးတွင်မုံ့ຫນွေပလုတ်ပလောင်လွေးဖို့ကိုယခုဖြစ်နေတာက တမျိုး။ထို့ကြောင့်မျက်နှာပြက်ကြီးနဲ့ပင်ကလေးတွေကိုပေးလို့ဖြစ်မလား။ ကလေးတွေကအေးနေမဲပြောတယ်လေကလေးတွေအတွက်ဆိုကလေးတွေအတွက်ကလေးတွေကြိုက်တာဝယ်စားပါစေသူတို့လူသမားပါစက်ငါထည့်ပေးလိုက်မယ်ကဲတွားတွားဒူစာတို့ညီအမမျက်နာဖယူဖယဲဖြစ်နေသည်နောက်မှမဟုတ်ဘူးလေကလေးတွေကမတည့်တာတွေဝယ်စားရင်ငါကူတိုင်းလာဝယ်ကြည့်မယ်ဒါပဲအလုံးတည့်စီရမယ် ်ဒူဇာနဲ့လွန်ထီထီ မရှိသောမျက်စိနဲ့ဒဲကြည့်ကြသည် နောက်မှလွန်ထီထီကသူ့မျက်နှာမွေးကြီးကိုဥချလိုက်ပြီးဒါစုလေပဲ့ဤကြလီတပွေးလလွန်ထီထီစကားကိုဝါကြီးကလက်ကပြပြီးမကြဘူးနေနှုတ်နဲ့ငါနဲ့ဘာမှမဆိုင်ဘူးဟိုကောင်မနဲ့ငါကွာရှင်ပြီးသားလစ်ချင်ရတာလစ်ဒူဇာနဲ့လွန်ထီထီမှာပဲ့ဤကြဘန်းကြီးကြီးလိုက် ဆိုင်နဲ့စားနေသူများကိုကြည်လိုက်နဲ့အလကားရသောတတွေ့မျိုးချပြီးတယောက်ကိုတယောက်လက်တို့ရင်းလာပါဟာအိမ်မှာပေါင်စရာထမိန်ရှိပါသေးတယ်ဆိုကလက်ပြင်ကိုဖြုတ်ခါကိုကင်ပြီး ပြန်သွားကြလေတော့သည်မေဘလနဲ့ဘလရှင်အိမ်ထဲဝင်လာသည်နဲ့ဒူးစာမှာဟန်ပေမဆောင်နိုင်ပေပြေးချလာသည် နောက်အလောတကြီးနဲ့ကလေးခန္ဓာကိုယ်နဲ့အိမ်များကိုစမ်းကပလလာ ါလာလာသူအမေကိုမေဗလာကမပါလာဘူးအိမ်ရောက်မှပါမသူစားတင်းသွားသည်ဟဲ့နင့်ကိုအီအီပါဘူးပြောနေတာမဟုတ်ဘူးနင့်အဖေနင်းတို့ကိုဈေးဘူးပေးလိုက်မယ်ဆိုပါလာလာလို့မေဗလာကမော့ကြည့်ပြီးမပါလာဘူးနေကင်းကြမှာသူထမင်းလာကြွေးမယ်တဲ့ဘလူသူစားပြောကြသွားသည် ယခုလဲသူထင်တယ်လို့ဖြစ်မလာ၍ဘာလို့ရမှန်းမသိဒီကြတဲ့အစမစားရတဲ့မာတာဘုတ်ကလည်းအင်္ဂပြင်းမှာအစမစားရတော့ဝက်ကြီးလေသူစားရီအောက်မလီစားစရာတွေမရှိဘူးလားငါငါသေးတော့မင်းထူးစကားကြတော့သူစားကပူတုံတက်သွားပြီတော့စမ်းမှာဒီမှာအပိုင်မဲဆိုပြီးဝင်းနှုတ်ထားတဲ့သူကဘယ်လောက်ခံစားရမလဲစဉ်းစားကြည့် သူတို့ဘာမှမတတ်နိုင်တော့ဝါကြီးထက်လာမိနေလေကိုစောင့်ရံသာရှိတော့သည်အေးနေလေလာမှသူစားအကြောင်းပြရသေးတာပေါ့သူစားရဲ့ဂျိန်ဝါတဲ့ယခုတော့ဂျိန်ဝါယုံသာတတ်နိုင်တော့သည်အိမ်ကပြင်းမှလှိတ်နေသောမာသာဘုတ်ကြီးကတော့ဟေးလမုံလာမင်းကြီးလေတာလိုက်တာမုံလက်ဆောင်မြစ်ကြီး မုံလက်ဆောင်မြစ်ကြီးစသည်ဖြင့် စားရမဲ့တောက်ရမဲ့ဖြစ်ပြီးကြယောင်ကရန်းတွေမြင်နေလေတော့သည်နေကမမြင်သည် အချိန်ကဆရာတော်များနေစွန်းဖုံးတော်အချိန်လောက်ပင် ဖြစ်လိမ့်မည်ဒိုးချိန်ခတ်မှပင်ဟေးဒါတို့သမီးတို့ရေထမင်းသွားစားကြမေဟိထို့သူဝါကြီးဩတန်ကြတော့ကလေးငယ်များရဲ့ဟေးဖေဖေကြီးလာပြီဟေးစားရတော့မေစားရတော့မေဟုသော ပျော်ရွှင်စွာအော်တန်ကြရသည်ဒါကိုဝါကြီးကဒါတို့သမီးတို့စာကြပြီလားဟုတ်ကဲ့ဖီဖီအေးဒါဖြင့်ဒံပေါက်တဝဝါပြီးရွှေပစုံမှာရေခဲမုံသွားကြိမ်မေဟေးကနေကလေးများရဲ့ဝမ်းသာအားရအော်တဲ့ထိုးစင်မပင်အိမ်ဘက်ကမှဒီမာကူပါကြီးကြည်လိုက်တော့အတင်းမျက်နာမာထားရသောသူစား အနောက်ကမျက်နာပေမမာနိုင်တော့ပဲကုတ်ကြီးကြီးရက်နေတော့လွန်ထီထီလက်ပြင်ကြီးချပြီးကြွားနေတယ်ရှင်နဲ့အတူသာသမီကိုထည့်ပေးလိုက်ရမှာကျမစိတ်မချဘူးဝါကြီးမျက်မှောင်ကျုပ်သွားသည်ဘာလို့လဲဘာလို့လဲဆိုတော့အခုလမ်းမှာကားတွေကအရန်များတယ်ကလေးတွေအနေရဖြစ်မှာစိုးရတယ်အဲ့ဒီတော့ သူစားကရင်ကော့ပြီးကျမတို့ပါလိုက်ခဲ့မေးသူစကားကိုအနောက်ကလွန်ထီထီကကုတ်ချောင်းချောင်းနဲ့ခုပြီးလက်မထောင်သည်ဒါကူဝါကြီးကအောက်မလီနေနို့မရှိခင်ကလေးကဒီကလေးတွေငါထိန်ခဲ့တာအခုမှစိတ်မချနိုင်ဘူးလေဘာလီနဲ့ဘာမှလိုက်စရာမလိုဘူးကျမတို့မလိုက်ရရင် ကလေးတွေမထိန်နိုင်ဘူးဒါပဲသူစားစကားကြောင့် ်ဝါကြီးပင်ကြောင်သွားသည်လွန်းထီထီကအနောက်ကလက်မထောင်သည်ဒါကောဝါကြီးကခေါင်းကုပ်ပြီးနင်တို့မလိုက်ရရင် ကလေးမထည့်နိုင်ဘူးဆိုလဲရတယ်လေသူစာဝါကြီးကိုရောင်ပြီးပြန်ကြည့်သည်ဝါကြီးကခက်တီတီပေးဒါဆိုလဲမခေါ်သွားရုံပေါ့ဆန်သူစာပါဇက်ပင် ချော်သွားသည် သူထင်ထားသလိုမှဖြစ်မလာပဲကူ သူထင်ထားတာကကလေးတွေကိုသူတို့မပါဘဲမထည့်နိုင်ရင်သူတို့ကဘာဝါကြီးကခေါ်သွားလိမ့်မည်ဟု ထင်ထားကြတာကိုယခုတော့ထင်တယ်လို့မဖြစ်၍ဘာပြောရမှန်းမသိတော့ဝါကြီးကကလေးများကိုကြည့်ပြီးကဲตาနဲ့သမီးအပြင်းမလိုက်ရဘူးဆိုလေဘာစားမလဲပြောဖိဖိလာပို့ပြီးမေဝါကြီးစကားကြောင့်သူစာမျောလင်းကျဲရောင်ကြီးပြန်ပွင့်သွားသည်ထို့ကြောင့်ရင်ကော့ပြီး အဲ့ဒီလူလှုပ်ဆန်းမှာလွန်ထီထီကအနောက်ကလက်မထောင်သည်ဒါကိုသူသာကပင်ဥဆောင်၍ပြောလိုက်လေသာဒံပေါက်ရှစ်ထုပ်ရေကဲမုံ၆ပွေးအစပြေစားဖို့ပေးကြစံတဒါစင်အစပြေအတွက်စက်မှုစားတလင်ပန်းသူစကားများကိုကလီများကကလေကလေနဲ့ဖြစ်နေသည်နောက်မှမေဗလာကစား၍သမီးအတွေ့ကျက်သားနဲ့တပွေးစပကလင်တလုံး မလရှင်ကပါနောက်ကလိုက်၍တအတွက်ကကြာဆန်ပြုတ်နေရေခဲကြ သူတို့စကားကိုအနောက်ကသူစားကတင်းသွားသည်ဟဲ့ပြောလိုက်လေဒံပေါက်ရှစ်ထုပ်ရေခဲမောင်ခြောက်ပွဲဝါကြီးကသူစကားကိုဂိယူမဆိုင်ဖဲကလေးများကသာကြည်ကားသမီးကထမင်းဗနပကံစားမလဲနှစ်ပကံတားကရကြာဆန်ပြုတ်တပွဲပဲရေခဲကြောင်တချာ ဝါကြီးပြုံးလိုက်သည် ဟုတ်ပြီအဖေအတိအကျဝဲခဲ့ပြီမေခဏဆောင်ဆိုပြီးလှဲ့ထွက်သူစရဲ့အော်တန်ကငတ်တုံးတွေအမျိုးကိုလိုက်တယ်သူတို့အဖေအတိုင်းမဲဆိုသောအော်တန်ကြားရသည်ဝါကြီးလှဲ့မကြည့်တော့ဝါကြီးအရှိက သွားနေရင်းနဲ့တဖြတ်ဖြတ်ခြေတန်ကြားရသည်ဝါကြီးသူနဲ့မဆိုင်မှုထင်ပြီးလှဲ့မကြည့်တို့တော့ ခြေတံကတစ်ဖြက်ဖြက်ကြာနေရတော့သူရဲ့စိတ်ထဲတွင်လေ ကလေးများမှတလောက်သာအတိကျဝဲပြီးဟိုကောင်မရီကိုအငတ်ထားပြီးစုံမမြည်ဟု စိတ်ထဲတေးထားသည်ငါကူကွာရှင်းခြင်းနဲ့ကောင်မရီငတ်သည်ပဲစေဟုစိတ်ထဲတွေးနေမိသည်သူခြေတံနဲ့အတူခြေတံကကြာနေရတော့မတင်ကား၍လှည့်ကြည့်လိုက်တော့ဟေးသူ့အနောက်မှာလက်ပြင်းကြီးပြုတ် လက်နှစ်ဖက်ကို ရှေ့ချပြီးကတုံကတုံနဲ့လိုက်လာတော့သူစားသူစားကိုမြင်တော့ဝါကြီးလန့်သွားသည်လက်မှာလေကလီနှက်ကောင်ဆွဲလို့သူတို့နောက်မှာမှလက်ပြင်းကြီးပြုတ်ကိုပိုက်ပေါ်ကိုလက်တင်ပြီးတရီတွဲနေတော့မာတာဘုတ်ဝါကြီးလည်းသူတို့ကိုမြင်တော့မျက်လုံးပြူပြီးဟေးနင်းဖားလိုက်လို့တာလေသူစားကပြုံးမလို့မပြုံးမလို့လှုပ်ပြီး ဟိုဟိုလီ ရှင့်ကိုပြောစရာရှိလို့ဘာမှပြောစရာမရှိဘူးနေနဲ့ငါကိုအရှင်းပြီသားဝါကြီးစကားကိုသူစားကမျက်နာကြီးကြော်ကမင်းနဲ့လိမယာသဘောထားချင်းမတိုက်ဆိုင်လို့ခဏကွာရှင်းကြတာပဲအဲ့ဒါဘာဖြစ်လဲဝါကြီးမျက်လုံးပြူသွားသည်ကွာရှင်းတာတောင်ခဏကွာရှင်းတာတဲ့ဘုတ်ကြီးကအနောက်ကအာရပါရလက်မထောင်ပြသည် ဘာခဏတာကွာရှင်းတာဟုတ်လားအေးငါကတော့ယာသက်ပံကွာရှင်းနေဒါပဲဒူဇာကြီးတပြင်းချလိုက်သည်ပြီးမှပြန်စင်းစားပါအောင်ကိုဝါကြီးရဲ့ရှင်နဲ့ကျမကွာရှင်းပြီးမှရှင်သူများအိမ်ကက်နေရတာကိုကျမတနာတယ်ဝါကြီးမျက်နှာအလူလူမဲ့သွားသည်ဘုတ်ကြီးကလက်မထောင်ပြပြန်သည် ဒါတမင်ကလေးစကားမှန်သူသည်သည်သူသာတို့မိသားစု သူများကိုတနာသည်ဆိုတာမျိုးယိုကိုမရှိဒါတမီးကအစမတနာတတ်တာပဲအခုတောင်သူတို့စားစရာမရှိလို့ကလေးနှစ်ကောင်ဆွေလာတာနောက်ပြီးရှင်သားနဲ့တမီးကလည်းညညစုဖေဖေကိုတတိယတဲ့တတိယတွေနဲ့တဖွားဖွားပြောနေကြတာကျမရင်နဲ့မကောင်းဘူးဝါကြီးစိတ်ထဲပြော့ကြသွားမိသည် သူလည်းညညစုသားနဲ့သမီးကိုတတိယနေမိသည်မဟုတ်လားဒါတော့ဖြစ်နိုင်သည်ကလေးများကလည်းသူနဲ့တသက်လုံးနေခဲ့ကြသည်မဟုတ်လားကလေးမျက်နာမြင်ရတော့လည်းစိတ်မကောင်းသူတို့ခမညညူးငယ်နေရသည်ထို့ကြောင့်စိတ်ပြော့ပြီးအဲ့ဒီတော့သူအမေကိုသူစားကမခုတ်တယူပြုံးပြီးဟုတ်လီရှင်းတဲ့ကျမပြန်ပေါင်းရအောင်လာလို့ ဘလူဝါကြီးထာအောင်မိသည်ဒူဇာနဲ့သူကြွားရှင်းထားတာမှ နှစ်ရက်နဲ့တပိုင်းမြတာရှိသေးသည်မဟုတ်လားဘုတ်ကြီးကလက်မထောင်ပြပြန်သည်တယောက်ထည့်အားရရနေသည်သဘောဟိုတနေ့ကပင်တရားရုံးမှာကြွားရှင်းတော့ကသူဇာရုပြောပြီးအိုးစီပုံပေါင်းနဲ့ကိုယ်နေအောင်ကခဲ့သည်ကိုမျက်စီတွေကမှတ်ထွက်သည်ထို့ကြောင့်မျက်လုံးကြီးပြူပြီးဟာ နေနဲ့ငါကဟိုတနီးကပဲတရားသူကြီးရှိကွာရှင်လက်မှတ်ထုတ်ထားတာလေဒူဇာကခါကြကအလိုက်တခုထုတ်လိုက်သည်သူတို့လက်မှတ်ထုတ်ထားသော စာချုပ်ဒါရီကစာချုပ်ဆိုပေမဲ့စာရက်တရက်ပါပဲခေါဒီမှာကြည့်ပြီကနေဟေးစာချုပ်ကဒူဇာကြီးဆွဲဆုပ်လိုက်တာမြင်တော့ဝါကြီးမျက်လုံးပြူးသွားသည်ဘုတ်ကြီးက အသက်မထွက်အောင်လက်ခုပ်ခူးတီးသည်တဘောရီကြနေသည်တဘောဟေးနေနေဘာလုပ်တာလဲသူစားကခတ်တီးတီးပင်ဆွဲဆုပ်လိုက်တာလေကဲအခုရှင်းနေကြမှာကွာရှင်းစာချုပ်မရှိတော့ဘူးလေပြီပြီဝါကြီးခမအံအားသင့်လွန်၍ဘာပြောရမှန်ပင်မသိဟိုတနေ့ကပင် လူကြီးဆောင်ရရှိတရဝင်းလက်မှတ်ထိုးထားသည့်စာချုပ်အခုအလွယ်တကူပင် ဆုပ်ဖြဲခြင်းခံလိုက်ရလေပြီ။ဝါကြီးကစာရွက်ဆုပ်ဖြစ်သွားသော စာချုပ်ကိုလိုက်ကြည့်နေမိသည်။နောက်မှတရိယာပြီ။အေးနင်းစာချုပ်ဆွဲဆုပ်လိုက်တဲ့အပူပဲ။သူစာကမျက်မှောင်ကျုပ်သွားသည်။ဘာလို့လဲ။ဘာလို့လဲဆိုတော့နေနဲ့ငါကလူကြီးဆုံးရရှိတရားသူကြီးရှိတရေဝင်ကွာရှင်းထားတာအလုံးအသည့်ပဲ။ဒါကြောင့်ကွာရှင်းစာချုပ် စွဲဆုပ်လိုက်ရုံနဲ့နေနဲ့ငါပြန်ပေါင်းပြီးသားဘယ်တော့မှမဖြစ်နိုင်ဘူးဘသူကမှလည်းပြန်ပေါင်းပြီးသားလို့အတိမတ်ပြုမှာမဟုတ်ဘူးဝါကြီးကအာရပါရရဲ့သည်ဒါကိုသူသားကတုံတုံချီချီနဲ့သူအနာပြေးလာကလက်မောင်းကိုဆွဲပြီးဒါကလွေပါတယ်ဘာဘာပြောတယ်သူသားရဲ့ဇကားကြောင့်ဝါကြီးလန့်ပြီးထအောင်မိသည် သူသာကပြုံးပြီးတော့ဒါကလွယ်ပါတယ်ရှင်ရှင်နဲ့ကျမတရေဝင်လင်မယားဖြစ်အတိမတ်ပြုရအောင်ဒုတိယအကြိမ်မင်္ဂလာပြန်ဆောင်လိုက်တာပေါ့ဘလူဝါကြီးမျက်လုံးပြုပြီးထအောင်မိသည်ဘုတ်ကြီးမှာနောက်တခါစောင့်ပြန်မိဟဲ့ဆိုပြီးထအောင်သည်ဒါကိုသူသာကဘာမှမဖြစ်ဟန်နဲ့သူ့လက်ကိုဆွဲပြီးလာပါကလေးတွေလည်းဗိုက်စာနီလောက်ပြီး ူတို့စားဖို့ဝယ်ရင်းနဲ့ကျမလေးပိုက်စားပြီဒါကြောင့်ပလတာဆက်မှုစာခကြာဟလဝါစပြီးပြန်ရအောင်အေးပြီးရင်မင်္ဂလာကိစ္စလေစီစဉ်ရအောင်မယ်မဟုတ်လားကဲသွားစုဝါကြီးမှာသူစာဆွဲခေါ်ရလိုက်ပါပြီတက်ရှက်အရှက်မရှိနဲ့ပြန်ခံရပြန်လေသည်ဘုတ်ကြီးကခုံထွက်လာတာသာမှုံဝါဝါမြင်လိုက်ရသည်ပြီးတော့သူစာနဲ့လွန်ထီထီတို့ လက်တွဲပြီးဖုံတုံတုံမှုံတုံတုံနဲ့ခုံထွက်သွားတာမျက်ဝါးထင်ထင်မြင်လိုက်ရပြန်လေတော့တည်း